မြတ်စွာဘုရားကနှစ်ကြိမ်ဟောခဲ့တာကိုတွေ့ရပါဟိယဆိုရက်ဉာဏ်ထက်မြက်တဲ့ယဟန်ကိုလက်ဒိဋ္ဌိဒိဋ္ဌမတံဆိုရက်တရားကိုဟောခဲ့တာတခါမာလုတ်ကြပုတ္တလို့သူ့ရဲ့အမေကမာလုတ်ကြလို့ခေါ်တဲ့ ုံနေမကြီးရဲ့သားမာလုကြဆိုရယ်ပုံနေမကြီးရဲ့သားဖြစ်တဲ့ယဟန်ကို မာလုကြဗုဒ္ဓလို့မှတ်တမ်းတင်ထားတာရှိအဲ့ဒီမာလုကြဗုဒ္ဓဆိုရယ်ယဟန်တော်ဟာအသက်တော်တော်လေးရအသက်ရကြီးနေပြီမြတ်စွာဘုရားစီသွားပြီးတော့တပည့်တော်ကို ဝိပဿနာခြင်းစဉ်တရားဓမ္မအချင်းချင်းဟောပြပါတဲ့သစ္စာပြဟောပြရင်တပီတော့လိုက်နာကျင့်သုံးပါမယ်ဆိုတော့သစ္စာပြကအေးအသက်အရွယ်ကြီးနေတဲ့မာလောကျဗုဒ္ဓတို့တောင်းတရားလုပ်ပါမယ်ပြောနေတာတဲ့ငရေသူတွေဆို ပိုလုတ်တင်တာပေါ့လို့ တနည်းအားဖြင့်ပြောရင်ရသော်ပြားကသူ့ကိုတပိုင်းကလည်းချင်းမြောက်ပြီးတော့ပြောလိုက်တဲ့စကားတပိုင်းကလည်းသူ့ကိုနှိပ်ပြီးတော့ပြောလိုက်တဲ့စကားခုအသက်ကြီးသည့်ထီအောင်ခုမှလာပြီးတော့ဝိပဿနာတရားဟောပေးပါလို့ဆိုတာသက်ကြီးမှလာတောင်းပန်ရမလားလို့ဆိုတဲ့အိဗယ်မျိုးနဲ့လည်းပြောတယ် နောက်တစ်ခုကတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတောင်လုံနေတာငယ်တဲ့ပုဂ္ဂိုလ်တွေဆိုပိုလုံးတဲ့နာပေါ့ဆိုအဓိပ္ပာယ်လည်းပါတယ်။အဲ့တော့သူကတပီးတော့ရှင်ဖျားတရားနာရပြီးတဲ့အခါမှာကြိုးကြိုးဆန်းဆန်းအထုပ်ပါမယ်လို့ဆိုတော့မြတ်စွာဘုရားကသူရှင်းပြတာလေးတွေတော့ကောင်းတယ်။ဒိဋ္ဌိတိတ္တမတ္တံကျင့်စဉ်ကိုကျင့်မယ်ဆိုတဲ့အခါ မြတ်စွာဘုရားရှင်းပြပုံဤကမျက်စိနဲ့မြင်ရတဲ့အစင်းအာယုံမျက်စိနဲ့မြင်လို့ရတဲ့အစင်းအာယုံအဲ့ဒီအစင်းအာယုံကိုမမြင်လဲမမြင်ဘူးဘူးဘယ်တော့မှလည်းမြင်ခဲ့တဲ့ဟာမဟုတ်ဘူးကိုမမြင်ဘူးတဲ့အရာပေါ့မမြင်ဘူးတဲ့အစင်းအာယုံ အခုလဲမြင်နေတာလဲမဟုတ်ဘူးမြင်ကျင်လိုက်တာလို့စိတ်ထဲမှာလဲဆန္ဒမရှိဘူးအာယုတခုဟာကိုလဲမမြင်ဘူးဘူးမြင်နေတာလဲမဟုတ်ဘူးမြင်ကျင်တယ်ဆိုတော့စိတ်အတွေးထဲမှာလဲမရှိဘူးဆိုတော့အာယုံပေါ်မှာတဲ့မိမတွေ့တာမှုတွေတမ်းမဲ့မှုတွေ ချစ်ခင်မြတ်နိုးမှုတွေဖြစ်သလားတဲ့ဆိုတော့မဖြစ်ပါဘူးဟုတ်တယ်လောကလူတွေဟာကိုယ်မျက်စိနဲ့မမြင်ဘူးတဲ့အာယုံပေါ်မှာချစ်ခင်နဲ့တွေ့တာတယ်လိုချင်တယ်ဆိုတာမရှိဘူးကြားမှာမကြားဘူးသေးတဲ့ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လေလိုချင်တယ်ဆိုတာမရှိဘူးဒါမှန်တယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကတောရွာမှာ ရင်ွေးလိုချင်မိဖို့ပြီးတော့မြေအိုးနဲ့ပဲရင်ွေးအိုးတည်ပြီးတော့ဒီလိုသုံးကြတာဖြစ်တော့ရင်ွေးကိုတည်ပြီးတော့ကြားရှည်စွာထိန်းထားတဲ့ဓာဘူးဆိုတာရှိကုန်ရှိကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးဆိုတော့ဘယ်သူတွေမှအဲ့ဒီလူတွေရဲ့စိတ်ထဲမှာဓာဘူးလိုချင်တယ်လို့မရှိဘူးနော်ရင်ွေးရခြင်းမိမွေးပြီးတော့တည်လိုက်မှဆိုရအတိပဲရှိတယ် အခုလိုချင်အခုလောက်တဲ့အသိလေးပဲရှိတယ်လိုချင်တယ်ဆိုတာမရှိဘူးအဲ့ဒီတော့ကက်ဆက်တို့ရေဒီယိုတို့ဘာတို့ညာတို့မရှိသေးတဲ့အချိန်မှာဆိုလဲတယ်လီဗီရှင်းတို့လည်းမရှိဘူးမရှိတဲ့အချိန်မှာတယ်လီဗီရှင်းလေးဝယ်ကျင်လိုက်တာဆိုစိတ်လည်းမဖြစ်ဘူးကက်ဆက်လေးရှိရင် ကောင်းပါပဲလို့နားထောင်ခြင်းနဲ့စိတ်တည်းလည်းဘာမှမရှိဘူးအဲ့တော့ကရှိတာပါတော့ဆိုကိုပါစက်ကို သုံးချပြီးလေချွန်တာပဲရှိတယ် လေချွန်နာနဲ့လက်ဖြောက်တီးတာပဲဒါအဲ့ဒါပဲတချင်းတော့မှာတော့ပြင်းလို့ရှိရင် လေချွန်ပြီးလက်ဖြောက်တီးချာအဲ့ဒါလောက်ဟာမှာဘသူမှလည်းကက်ဆက်ဆိုတာတို့မျောလင့်တာရှိကြအောင်လိုချင်တာတွေမရှိဘူးဘာဖြစ်လို့လဲဆိုမမြင်ဘူးလို့ပဲမမြင်ဘူးမတွေ့ဘူးတဲ့အာယုန်တစ်ခုကိုလိုချင်တယ်ဆိုတာမဖြစ်ဘူး အဲ့ဒါလိုပဲမြတ်စွာဘုရားကမေးလိုက်တယ်ကိုမျက်စိနဲ့မြင်ရတဲ့အာယုန်တွေမှာတဲ့ဘယ်တော့မှလည်းမမြင်ခဲ့ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးမြင်ကျင်လိုက်တာလို့ဆိုတဲ့သန္တာလည်းမဖြစ်ဘူးသိမှမသိတာသန္တာမဖြစ်ဘူးအဲ့ဒီအာယုန်ပေါ်မှာမင်းလူချင်းမှုတွေ့တာမှုတမဲမှုတွေရှိပါမလားမရှိပါဘူးဗျာကြည့်တော့ဒါက တရားနဲ့ပတ်သက်လာလို့ရှိရင်ဖြစ်ပေါ်လာတာဟာမရှိတာတွေဖြစ်လာတယ်ဆိုတဲ့သဘောဟာအလွန်ထင်ရှားတယ်ပေါ့ခဏိခေတ်မှကြည့်လိုက်မယ်ဆိုရင် လိုချင်စရာတွေမြင်းလာတာဟုတ်လိုချင်စရာတွေလိုအပ်ချက်တွေဟာများများပြီးတော့လာမဆုံးနိုင်ဒီတစ်ခုရရင်နောက်တစ်ခုနောက်တစ်ခုရရင်နောက်တစ်ခုတစ်မျိုးပြီးတစ်မျိုးပေါ်နေတဲ့အခါကျတော့လိုချင်စရာတွေဟာမဆုံးနိုင်တော့များလာတယ်ခဏိခေတ် အဲ့တော့မြတ်စွာဘုရားကဟောလိုတာကအဲ့ဒီပုံမှာတဏှာရာကသန္ဓေတွေ့တာမှုတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုမြင်ဘူးတဲ့အရာပေါ်မှာလည်းပဲအဲ့ဒီလိုမဖြစ်အောင်ကျင့်ရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒိဋ္ဌိဒိဋ္ဌမတ္တံဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့စကားလုံးကမြင်လိုက်တဲ့အာယုံပေါ်မှာမြင်လိုက်တဲ့အတိုင်းအတာအတိုင်းပဲယက်တာ မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကိုမြင်လို့ရှိရင်အဲ့ဒီမြင်တဲ့အဆင်းအာယုံအတိုင်းတာလေးနဲ့ပဲယက်ထားလို့ဆိုအဲ့တော့ဗာနိယမလို့မေးလို့ရှိရင်တတိထားရမြင်တဲ့အာယုံလေးပေါ်မှာတတိထားစိတ်ဆိုတာအာယုံတစ်ခုပေါ်လာလို့ရှိရင် အလွန်လင်းမြန်တဲ့နှုံသားနဲ့အတွေးတွေပေါ်လာတာနောက်ကလိုက်လာ အတွေးကအချက်ချင်းလိုက် မျက်စိကမြင်လိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီပအာယုံပေါ်မှာဆင့်ပြီးတော့တွေးသွားတယ်အဲ့ဒီအတွေးတွေမရောက်အောင်မြင်တဲ့အာယုံလေးပေါ်မှာတတိကတ်ထားပြီးတော့မြင်တယ်ဆိုတဲ့အတိုင်းတာနဲ့ရပ်နိုင်အောင်ကြိုးစားအဲ့ဒါတွေကိုတွေးပြီးတော့ကောင်းတယ်မကောင်းဘူးလူချင်းစရာကောင်းတယ်လူချင်းစရာမကောင်းဘူးငါဟာငါဟာမဟုတ်ဘူးဆိုတဲ့အတွေးတွေရှေ့ဆက်မလာစေနဲ့မျက်စိကမြင်မြင်လိုက်တဲ့နေရာလေးမှာရပ်လိုက် အဲ့ဒါကိုဒိဋ္ဌိဒိဋ္ဌမတ္တမြင်တဲ့အာယုံပေါ်မှာမြင်တဲ့အာယုံအတိုင်းဒါပဲလို့ဆိုလိုတာကအဲ့ဒီပေါ်မှာတွေးပြီးတော့လိုချင်တဲ့စိတ်ပဲဖြစ်စေနဲ့မုန်းတီးတဲ့စိတ်တွေလည်းပဲဖြစ်စေနဲ့ဘာမှမသိဘူးဆိုတော့တွေးဝေတဲ့စိတ်တွေလည်းမဖြစ်စေနဲ့တဲ့ဘာနဲ့မဖြစ်စေရမှာတော့ဆိုမြင်တဲ့အာယုံလေးပေါ်မှာတတိကလိုက်လို့ရှင်ဒါတွေမလာတော့ဘူးလို့ဆိုလိုတယ်ပေါ့ဒါဒိဋ္ဌိဒိဋ္ဌမတ္တချင်းစစ် လွယ်သလားလို့ဆိုတော့လွယ်လွယ်ကူကူကတော့မဖြစ်ဘူး။ဘာဖြစ်လို့မလွယ်တာတော့လို့မေးလူတွေဟာအမြဲတမ်းအာယုံနဲ့တတိဟာကပ်မနေဘူး။တတိကအလွန်အားပြော့နေတယ်။တွေးမိတွေးရတွေအတွေးရင်ရင်ကြောတွေမှာမျောနေတတ်တာများတယ်။တတိတွေအလွန်အားနေတယ်အားနေသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာမျောပါသွားတဲ့စိတ်တွေကပိုများလား။ အဲ့ဒါကိုလေ့ကျင့်ပေးရမှာသူဟာတတိတွေကောင်းလာပြီဆိုရင် ဖြတ်ခနဲ့ထိန်းလိုက်နိုင်တဲ့အနေထားမျိုးလေးတွေဖြစ်လာတတိကို လေ့ကျင့်ပေးရမယ်လို့ဒီလိုဆုံးလို့အဲ့တော့မြတ်စွာဘုရားကမဟာလုကျဗုဒ္ဓယဟန်ကို မေးပြီးတော့အဲ့ဒီမြင်တဲ့အာယုန်လေးပေါ်မှာအမြင်ကလေးအတိုင်းတန်နဲ့ပဲရအောင်ကြိုးစားတဲ့အဲ့တော့အမြင်ကလေးအာယုန်ပေါ်မှာရအောင်ကြိုးစားဆိုတာ မြင်တဲ့အာယုံဟာအဆင်းအာယုံလို့ခေါ်တယ်အဆင်းအာယုံမျက်စိကမြင်တာအဆင်းကိုပဲမြင်တယ်တံတန်းလေးကိုပဲမြင်တယ်သို့သောမျက်စိကမြင်တာဟာမြဲတယ်ဆိုတာမမြင်ဘူးငါဟာဆိုတာမမြင်ဘူးချမ်းသာတယ်လို့ဆိုတာမမြင်ဘူးအဲ့ဒါလေးကဆက်လာတဲ့အတွေးတွေမျှတာဖြစ်တယ်သူမြင်လိုက်တာအဆင်းအာယုံလေးပဲမြင်လိုက်တယ်ပေါ့အဲ့ဒီမြင်လိုက်တဲ့အာယုံလေးမှရင်ရနိုင်အောင်ကြိုးစား ါကအတိပ္ပယ်တစ်ခုနောက်တစ်ခုကျတော့ဒိဋ္ဌိဒိဋ္ဌမတံဆိုတာမြင်လိုက်တဲ့အချိန်မှာ ဖြစ်တဲ့စိတ်ကမြင်သီးစိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးမှာ လောဘမပါဘူးဒေါသမပါဘူးမောဟမပါဘူးသူကမြင်တာကိုမြင်တယ်လို့ပဲသိလိုက်တယ်တန့်စင်နေတဲ့စိတ်ဖြစ်တဲ့စက္ခုဝိညာဉ်စိတ်ကတန့်စင်နေတယ်ထို့တူပဲအဲ့ဒီအာယုန်လေးပေါ်မှာလက်ခံတဲ့တံတိဆိုင်စိတ်လေး စုံစမ်းတဲ့တန်တိရဏစိတ်လေးဆုံးဖြတ်တဲ့ဝထောပနစိတ်လေးအဲ့ဒီစိတ်ကလေးတွေဟာအဘိဓမ္မာသင်ထားလို့ရှိရင် စိတ်တစ်ခုဖြစ်ပြီဆိုရင် mental process နဲ့ဆက်သွားတဲ့စိတ်လေးတွေဟာဖြစ်ပြီးရင်မြင်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီစိတ်လေးဟာရပ်တန့်လို့မရဘူးတဘာဝအတိုင်း process အနေနဲ့ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့ဆက်သွားတယ်အဲ့ဒီဆက်သွားတဲ့အခါမှာ စကားဝင်စိတ်လေးမြင်သည့်စိတ်ဖြစ်တဲ့အခိုက်လေးမှာလိုချင်တယ်လို့မုန်းတီးတယ်လို့မသိဘူးဆိုတာတွေမလာဘူးမြေယုံတက်တက်ပဲတံပတိဆိုင်ဆိုတဲ့လက်ခံတဲ့စိတ်ကလေးဖြစ်တဲ့အချိန်မှာလဲလက်ခံယုံတက်တက်ပဲတန်တီရဏစူးစမ်းနေဆိုတဲ့ဟာလေးကလည်းပဲလက်စူးစမ်းနေနေထတက်တက်ပဲဝဋ္ဌဘနဆုံးဖြတ်တယ်ခွဲခြားထားတယ်ဆိုတာလဲတဘာဝတရားလေးတက်တက်အပေါ်မှာပဲ ဒီအာယုံကောင်းနေဆိုးတယ်ဆိုတဲ့ဟာတွေဘာတစ်ခုမှမလာသေးဘူးအေးဒိဋ္ဌိဒိဋ္ဌမတ္တဆိုတာအဲ့ဒီစိတ်တွေအတိုင်းတာအတိုင်းဇောဖြစ်တဲ့အခါမှလည်းပဲသူတို့ရဲ့ဘောင်းကို မကြော်ပဲနဲ့လိုချင်တယ်ဆိုတာမလာစေနဲ့လို့ဆိုလိုတယ်လိုချင်တာတွေမလာစေနဲ့မုန်းတီးတယ်ဆိုတာတွေမလာစေနဲ့အမှန်မသိဘူးဆိုတာတွေမလာစေနဲ့ စကုဝိညာဉ်စိတ်ရဲ့အတိုင်းအတာလေးအတိုင်းရှိပါစေလို့ဆိုတာဒိဋ္ဌိဒိဋ္ဌာမတန်ကျင့်တယ်လို့ခေါ်စိတ်ရဲ့တဘာဝအလျောက်ဖြစ်လိုက်ပြီဆိုရင်ဇောတိအောင်သွားတာပဲဒါဝိသိဖြစ်စဉ်တစ်ခုဟာစကုဝိညာဉ်နဲ့အဆင်းအာယုံလေးတိုက်လိုက်တာနဲ့တပြိုင်နဲ့စိတ်တကားဟာပွင့်သွားတယ်ပင်စတာရဝေဆန်းလို့ခေါ်တယ်စိတ်တကားပွင့်သွားတယ်ပွင့်သွားတဲ့အချိန်မှာစကုဝိညာဉ်စိတ်လေးပေါ်လာ မြင်လိုက်တယ်မြင်ပြီးပျောက်သွားတယ်မြင်လိုက်တာကိုလက်ခံလိုက်တယ်တံပတိဆိုင်လက်ခံပြီးပျောက်သွားတယ်ပျောက်သွားပြီးတဲ့အခါတန်တီရဏစုံစမ်းတဲ့စိတ်လေးပေါ်လာတယ်စုံစမ်းပြီးပျောက်သွားတယ်ဝဋ္ဌဘနထိုအာယုံကိုခွဲတန်းချပြီးတော့ထားလိုက်တယ်ထားပြီးသူ့အလုပ်ပြီးလို့ပြတ်သွားပြန်တယ်အဲ့ဒီနောက်မှာဒီအာယုံလေးနဲ့ပတ်သက်ပြီးတော့ အကျဉ်းချင်းခုနှစ်ကျင်းလောက်ထပ်ပြီးတော့ဖြစ်တဲ့ဇောစိတ်ဆိုတာအရှိန်အဟုန်လေးနဲ့ဖြစ်လာအဲ့ဒီဇောစိတ်ကြမှာလိုချင်တယ်တို့မုန်းတီးတယ်တို့ဆိုတာတွေလာလို့အဲ့ဒီဇောစိတ်ကလည်းအဲ့ဒီအတိုင်းပဲတကယ်တော့လောဘတွေဒေါသတွေမောဟတွေမဖြစ်စေဘဲနဲ့စကုဝိညာဉ်စိတ်တုံးကဖြစ်တဲ့အတိုင်းအတာလေးတဲ့ဘောင်းမကျော်ဘဲနဲ့ဒီအာယုံလေးပေါ်မှာသူ့ဘာသူ စိတ်တဘာဝအတိုင်းဖြတ်တန်းတာလေးလောက်ပဲဖြတ်တန်းသွားပါစေဒီအာယုံလေးဟာတက်တန်းစေတဲ့အခါကျတော့စိတ်16ချက်ပြည့်သွားလို့ရှင်သူ့ဘာသူလိုလျောက်ချုပ်ပြောက်သွားတာအာယုံလေးကချုပ်ပြောက်သွားတယ်အာယုံလေးတစ်ခုရဲ့တက်တန်းဟာစိတ်ပေါင်း16ခုဖြစ်ဖြစ်တဲ့အချိန်နဲ့ညီမျှတယ်ဆိုပါစို့ဉာဏ်စင်းနဲ့အစဉ်အာယုံတိုက်လိုက်တဲ့အခါမှာလက်ရှိဘဝင်စိတ်လေးက၃ငါလောက်ဖြစ်လိုက်တယ် သုံးကံလောက်ဖြစ်ပြီးတော့ချုပ်သွားတယ်။ဘဝင်စိတ်သုံးကံချုပ်ပြီးတဲ့အခါမှာစိတ်တကားကိုဖွင့်ပေးတဲ့မနောဒပင်စဒရဝိဇန်စိတ်ဖြစ်တယ်။ပင်စဒရဝိဇန်စိတ်ဖြစ်ပြီးရင်မြင်သည့်သက္ခဝိဉ္ဇဉ်စိတ်ဖြစ်တယ်။သက္ခဝိဉ္ဇဉ်စိတ်ဖြစ်ပြီးရင်စူးစမ်းတဲ့အဲလက်ခံတဲ့တံတေဆန်းဖြစ်တယ်။ပြီးတော့တန္တိရဏစိတ်ဖြစ်တယ်။ပြီးတော့ခွဲခြားထားတဲ့ဘုထောပနဖြစ်တယ်။ပြီးတော့ဇောခုနှစ်ချိန်ဖြစ်တယ်။ အဲ့ဒီနောက်မှာတရားယုံစိတ်၂ချိန်ဆိုတော့16ခုဖြစ်သွားအဲ့ဒီ16ခုဖြစ်ပြီးချုပ်သွားဒီစိတ်ရဲ့လုပ်ငန်းအာယုံလေးရဲ့တက်တန်းဟာကုန်ဆုံးသွားအာယုံလေးတစ်ခုကိုစိတ်ပေါင်း16ခုကဝိုင်းဝန်းပြီးတော့လှုပ်ကြတယ်လို့ဆိုလို့အာယုံလေးတစ်ခုပေါ်လာဒါကဒီဖြစ်စဉ်လေးတစ်ခုကိုပြောတာဥပမာထင်ရှားတဲ့ဥပမာနဲ့မှတ်ရမယ်ဆိုရင်လူတယောက်ဟာအခန်းထဲမှာ တကားလေးပိတ်ပြီးတော့စာဖတ်နေတာတို့သို့မဟုတ်အိတ်နေတာတို့တခုခုပေါ့ကိုဘကိုတယောက်တည်းနေတဲ့အချိန်မှာ ပြင်ကနေတကားလာခောက်တယ်တကားလာခောက်လိုက်တဲ့ချိန်မှာစိတ်ကလေးကအဲ့ဒီရောက်သွားရောက်သွားတော့တကားကိုဖွင့်ပေးလိုက်တယ်ဖွင့်လိုက်တဲ့အခါမှာဧည့်သည်မြင်ရတယ်အိမ်ထဲကိုဖိုက်ခေါ်လိုက်တယ်ဧည့်သည်နဲ့စကားပြောတယ်ပြီးတော့ဧည့်သည်ကိုအဲ့ခံတယ်အဲ့ခံပြီးတဲ့အခါဧည့်သည်ကနှုတ်ဆက်ပြီးတော့ ပြန်ထွက်သွားတယ်တကားပြန်ပိတ်သွားတယ်အဲ့ဒီဖြစ်စဉ်လေးတစ်ခုကိုကြည့်လိုက်အဲ့ဒါလိုပဲတကားလာခောက်လိုက်တဲ့အချိန်လေးတကားလာခောက်လိုက်တာနဲ့အာယုံနဲ့စိတ်သွားပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့အစာကလေးဖြစ်ပေါ်လာတကားခောက်တဲ့အခါဘသူပါလဲဆိုပြီးတော့စူးစမ်းပြီးတကားထဖွင့်လိုက်တာနဲ့ပိစတာတော်ဝိဇန်စိတ်ဖြစ်တာနဲ့တူတယ် ဖွင့်လိုက်တော့လာတဲ့လူကိုမြင်လိုက်တာနဲ့သက္ခဝဉ္ဇဉ်စေဖြစ်တယ်။လာပါလို့လက်ခံလိုက်တာနဲ့တံတေဆိုင်ဖြစ်။ဘာကိစ္စလာရလဲလို့မေးတာနဲ့တန်တေရဏစေဖြစ်တယ်။အကြောင်းအရာသိပြီးဩဘာကိစ္စလို့လာတာပဲဆိုတော့ဆုံးဖြတ်ချက်ချတာနဲ့ဝဋ်ထောပနာစေဖြစ်တယ်။အဲ့ဒီကိစ္စကိုဆွေးနွေးကြတာဇောဖြစ်တယ်။ဇောဖြစ်ပြီးတော့နှုတ်ဆက်ပြီးတော့ပြန်ထွက်နှုတ်ဆက်တာကတရားယုံဖြစ်တယ်။ ပြန်ထွက်သွားလို့တကားပိတ်လိုက်တာကဘဝင်စိတ်ပြန်ဖြစ်သွားတယ်။အဲ့ဒီ process ပဲ။နော်ဖြစ်စဉ်တကူဟာထူးထူးဆန်းဆန်းမဟုတ်ဘူး။ဘယ်ရာပဲဖြစ်ဖြစ်ဖြစ်စဉ်လေးနဲ့သွားနေတာကြီးပဲအလုံး။စိတ်မှဒီလိုဖြစ်စဉ်နဲ့မဟုတ်ဘူး။တခြားအရာတွေလည်းဒီဖြစ်စဉ်တွေကဒီတိုင်းပဲသွားနေတာ။တတိမထားမိလို့သာအလုံးဟာဖြစ်စဉ်နဲ့ပဲသွားနေ။အဲ့ဒီဖြစ်စဉ်အတိုင်းပဲ အာယုန်လေးတစ်ခုပေါ်မှာစိတ်ပေါင်း18ချက်ဖြစ်ပြီးတော့သွားတယ်ဖြစ်သွားတဲ့အခါမှာဆက်မတွေးမချင်းဒီအာယုန်ပေါ်မှာလိုချင်တယ်ဆိုတာလည်းမဖြစ်ဘူးမုံတီးတယ်ဆိုတာလည်းမဖြစ်ဘူးမှန်မသိဘူးဆိုတာလည်းမဖြစ်ဘူးတဘာဝဟိုတဘာဝလိုပဲမြင် မြင်တဲ့အတိုင်းမှာပဲထားလိုက်တာဒိဋ္ဌိဒိဋ္ဌမတ္တန်လို့ဒီလိုဆိုတာတဲ့ဒီမြင်တဲ့စိတ်အတိုင်းတာတဲ့ပို့ပြီးတော့ကြော်ပြီးတော့မသွားဘူး ကိုကိုကိုစိတ်ကိုခဲခတ်ကြည့်မြင်ယုံနဲ့လောဘဖြစ်သလားမြင်ယုံနဲ့ဒေါသဖြစ်သလားမြင်ယုံနဲ့တွေးဝေတဲ့မောဟတွေဖြစ်သလားလို့တတိလေးကပ်ပြီးတော့ထားလိုက်မယ်ဆိုလို့ရှင်မြင်ယုံတက်တက်နဲ့ကမဖြစ်ဘူးဘာလို့လဲနောက်ကလိုက်လာတဲ့အတွေ့เนาะနောက်ကလိုက်လာတဲ့အတွေ့လေးဟာဘသူပဲဘဲဝါပဲငါပဲငါဟာပဲဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါကျမှဘသူဆိုတာတွေးလိုက်တာ ਨੇ ဒီလူကတစ်ချိန်တုန်းကငါနဲ့ဘာတွေလုပ်ခဲ့နော်ဒေါသဖြစ်စရာတွေဝင်လာပြီရှောက်တွေးလိုက်တယ်အတိတ်ကအရေးတရောအကုန်ပေါ်လာဒေါသဖြစ်စရာတွေပေါ်လာမယ်သို့မဟုတ်ခင်မင်စရာတွေပေါ်လာမယ်ဒီလူတွေအာယုန်တစ်ခုပေါ်မှာအဲ့လိုအတွေးနယ်ချဲ့ရင်ချဲ့သလောက်လောဘတွေဒေါသတွေမောဟတွေဟာဖြစ်ပေါ်လာတယ်တဲ့ဒါကြောင့်မို့လို့ မြင်နေဆိုရင်မြင်တဲ့အာယုံလေးအတိုင်းတာပေါ်မှာမြင်မှုလေးပေါ်မှာရအောင်ကြိုးစားလို့ဒီလိုခေါ်တာမာလောကဗုဒ္ဓအဲ့ဒါဟာမှန်တဲ့ဝိပဿနာတရားပဲဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာတရားပဲအဲ့ဒီလိုမြင်တဲ့အာယုံလေးပေါ်မှာမြင်တဲ့အတိုင်းတာလေးတစ်ခုတင်ရပ်ဆိုင်းလိုက်လို့ရှင်ဘာဖြစ်တုံးဆိုတော့ လောဘနဲ့အဲ့ဒီအာယုံကို မတွေးဘူးဒေါသနဲ့အဲ့ဒီအာယုံကိုမတွေးဘူးမောဟနဲ့အဲ့ဒီအာယုံပေါ်မှာ တွေးဝေတာမျိုးမရှိတော့ဘူးတခြားမာနတွေအိတ်တာတွေမစ္စရိယတွေအကုသိုလ်တွေအကုန်မလာတော့ဘူးမလာတော့ဘာဖြစ်တယ်ဆိုရင်အဲ့ဒီအာယုံပေါ်မှာလူရဲ့စိတ်ဟာအလုံးလောက်တာမဖြစ်တော့ဒီအာယုံနဲ့ဆက်လက်ပြီးတော့သူ့စိတ်တွေဟာအလုံးမလောက်တော့เนาะ တွေ့တာတဲ့လောဘတွေနဲ့အလုံးမလုံးဘူးမုံတီးတဲ့ဒေါသတွေနဲ့ဆက်ပြီးတော့အလုံးမလုံးတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားအချင်းချင်းလေးဟောတာသူကယတောခောတိဒိဋ္ဌိဒိဋ္ဌမတံဒိဋ္ဌတံဒိဋ္ဌိဓမ္မေတုဒိဋ္ဌိဒိဋ္ဌမတံဘဝိတ္တိတတောနတေနအဲ့ဒါနဲ့ပတ်သက်ပြီးရာဂဒေါသမောဟမဖြစ်ဘူးမဖြစ်ရင်တတောတွန်နတထအဲ့ဒီမှာမင်းအလုံးလုံးမဟုတ်ဘူးတဲ့ လောဘတွေဒေါသတွေနဲ့တွေ့တာမှုတွေအဲ့ဒီမှာမဖြစ်တော့ဘူးတဲ့အဲ့ဒီအာယုန်နဲ့ပတ်သက်လာမြင်လိုက်တာလေးပဲရှိတယ်ဘာမှမစင်းသာဘူးဟောတတော်တွန်နေဝိဒါအဲ့လိုနေနိုင်မယ်ဆိုလို့ရှိရင်အာယုန်ဟာ ပြတ်သွားသည့်အတွက်ကြောင့်ဒီလောကမှာလည်းမတွေ့တော်တော့ဘူးနာဟုတာတခြားလောကကိုလည်းမတွေ့တာဘူးနာဥပယံမန္တရေနဤလောက တခြားလောကကြားမှာလည်းပဲမတွေ့တာတော့ဘူး ဧတိဝန္တောဒုက္ခတာဒါဟာဒုက္ခရဲ့အဆုံးသတ်ပဲလို့ဝိပဿနာကျင့်စဉ်တစ်ခုရသော်ဗျာအချင်းချင်းဟောအဲ့ဒီအချင်းချုပ်လေးဟာနားလေဖို့လွယ်သလားလို့ဆိုလွယ်တော့မလွယ်အဲ့ဒါကိုမာလုကြဗုဒ္ဓယဟန်ကရသော်ဗျာကငါဟောတာနားလေလားဆိုရှင်ဗျာတပည့်တော်နားလေပါပြီသူနားလေတာလေးကိုသူဘယ်လိုလျှောက်တော့ဆို နားလေသွားတယ်ဖះကတော့အချင်းလေးမင်းဒိဋ္ဌိဒိဋ္ဌိမတန်ဖြစ်အောင်လုပ်ဖြစ်ရင်လောဘဒေါသတွေနဲ့အဲ့ဒီအာယုံမပတ်သက်တော့မပတ်သက်ရင်အဲ့ဒီမှာမင်းဆက်ပြီးအလုံးမလုံးတော့ဆက်အလုံးမလုံးလို့ရင်မင်းဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးအဲဒီနဲ့ဟိုနဲ့ကြားမှာလည်းမင်းမရှိဘူးဒါငြိမ့်သွားပြီလို့ဒီလိုဆိုတာเนาะဒုက္ခဆုံးသက်ဖဲလို့ဆိုတော့တကယ်ချင်းချင်းလေးဟောလိုက်တယ်အဲ့လိုဟောတော့သူကနားလေတယ်တပည့်တော်ဒီလိုနားလေပြီဖះတဲ့ ဘယ်လိုနားလဲတော့ဆိုရူပံဒိဋ္ဌဝတတိမုဋ္ဌာပြိယံနိမိတံမနတိကရောတောတပိတော့အဆင်းအာယုန်လေးကိုမျက်စိနဲ့မြင်လိုက်တဲ့အခါတတိလွတ်သွားတယ်ဗျာမြင်တဲ့အာယုန်လေးပေါ်မှာတတိလွတ်ပြီးတော့ပြိယံနိမိတံမနတိကရောတောလှတယ်ပတယ်လိုချင်စရာ ကောင်းတယ်ဆိုတဲ့အတွေးတွေဝင်လာတယ်တဲ့လိုချင်စရာကောင်းလိုက်တာလှလိုက်တာဆိုတဲ့အတွေးဝင်လာတဲ့အခါမှာ တာရတ္တစိတ်တော်ဝေထေတိတပည့်တော်အဲ့ဒီပေါ်မှာ တွေ့တာတဲ့ခံစားမှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေတယ်တဲ့တင်စဣဇောတတိတိတ်ထတိအဲ့ဒီခံစားမှုတွေကတပည့်တော်ရဲ့စိတ်ကို လွှမ်းမိုးချုပ်ကင်သွားပြီတဲ့အဲ့ဒီအချိန်မှာအာယုလေးတခုပေါ်မှာတွေ့တာလိုက်တာနဲ့တပည့်တော်ရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်သွားပြီအဲ့ဒါလို့ချုပ်ကင်သွားတဲ့အခါမှာတဲ့တတဝဋ္ဌန္တိအာတဝအနေကာရူပတံဘော အစင်းအယုံလေးကိုစွဲမိပြီးတော့ဖြစ်လာတဲ့အကုသိုလ်တွေဟာအမျိုးစုံပဲ။နော်အကုသိုလ်တွေအမျိုးစုံတက်လာတယ်။လောဘတွေတက်လာတယ်။လောဘနဲ့ပတ်သက်ပြီးဒေါသတွေတက်လာတယ်။မောဟတွေမမနာတွေအိတ်တာတွေမစ္စရိယအဲ့ဒါတွေဟာအကုန်လုံးထပ်ဆင့်ပြီးတော့အာသဝဆိုတဲ့ကိလေသာတွေဟာစီးဝင်လာ။အဲ့ဒီမှာအဓိကစီးဝင်တာတော့အဘိဓါစဝိဟိတာစစိတ်တမတုမဟိညတိ ဒါတွေတွေးလို့ရှိရင်တပိတော့မှာလိုချင်တဲ့စိတ်တွေလွှမ်းမိုးလာတယ်လိုချင်တာမရလို့ရှိရင်စိတ်ပင်ပန်းတာတွေလည်းတပိတော့ကိုလွှမ်းမိုးလာတယ်တဲ့အေဝံအာစိနတော်ဒုက္ခအဲ့ဒီအခြေအနေဆိုရင်တပိတော့ဟာဒုက္ခတွေဟာပို့ပို့ပြီးတော့များလာပြီးအာရနိဗ္ဗာန်ဥစ္စတိတပိတော့ဟာနိဗ္ဗာန်နဲ့ဝေးသွားပြီလို့တပိတော့ဒီလိုနားလည်လိုက်ပါတယ်တဲ့အဲ့ဒါကြောင့်မို့တပိတော့လိုင်းနာကျင့်သုံးရမယ့်အခြင်းကဘာလို့ နာသောရစ္စတိရူပေတုရူပံဒိဋ္ဌဝပဋိဒတော မျက်စိကအစဉ်အာယုံလေးမြင်လိုက်ရင်တတိကလိုက်တယ်တတိထားလိုက်တယ်တတိထားလိုက်တဲ့အခါအဲ့ဒီအစဉ်အာယုံပေါ်မှာတက်မဲ့တဲ့တဏမလာတော့ဘူးတဲ့မြင်တယ်ဆိုတော့အနေထားလေးတစ်ခုပဲတပီတော့တတိထားလိုက်တဲ့အခါမှာမြင်တယ်ဆိုတာလေးလောက်နေတယ်တပီတော့ရပ်သွားပြီဝိရတ္တစိတ်တော်ဝေဒိတိခံစားမှုတွေပေါ်လာလို့ရှင်လဲ တွေ့တောင်မှုတွေမပါတော့ဘူးတဲ့ဒီလိုယူခံစားတာပဲမြင်လိုက်တဲ့အပေါ်မှာခံစားချက်လေးတွေဟာတွေ့တောင်မှုကင်းတဲ့ခံစားချက်လေးတွေဖြစ်လာတယ်တင်ဆနေသောတာတိတ်တည်းအဲ့ဒီခံစားမှုတွေတဏှာရာဂတွေကလည်းတပည့်တော်စိတ်ကိုလွှမ်းချုံလွှမ်းမိုးပြီးတော့မထားဘူးတဲ့ယထာတာပတ္တတော်ရူပံသေဝတော်စာပြီးဝေဒနာခိယတိနောပစီယတိ အဲ့ဒါလို့အဆင်းအယုံကိုမြင်ပြီးတော့စိတ်ခံစားမှုလေးတွေဟာပေါ်လာအဲ့ဒီပေါ်လာတဲ့စိတ်ခံစားမှုလေးတွေဟာတဲ့လောဘကုံမှုအတွက်ဖြစ်လာတယ်ဒေါသတွေကုံမှုအတွက်ဖြစ်လာတယ်မောဟတွေကုံမှုအတွက်ဖြစ်လာဒီခံစားမှုနဲ့ပတ်သက်ပြီးလောဘဒေါသမောဟဆိုတာတပိတော့မှမဖြစ်တော့ဘူးတဲ့ဧဝံသောစရတိတတော်တဲ့ဒီနေ့အတိုင်းတတိနဲ့မြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ကျင့်တယ် အဲ့လိုတတိထီးစွာထားပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းကြောင့်အေဝံအပစိနာတော်ဒုက္ခဒုက္ခဖြစ်လာမဲ့ဟာတွေကိုတပီးတော့ဖြစ်စီပြီးသားဖြစ်သွားတယ်ဒုက္ခတွေပွားစီမလာအောင်တားဆီးထားပြီးသားဖြစ်တယ်တန်တိကေနိဗ္ဗာန်ဝုစတိအဲ့ဒီလမ်းကြောင်းသွားရင်တပီးတော့နိဗ္ဗာန်အနည်းရောက်သွားပြီလို့ခံစားရပါတယ်လို့ဟောဒီကျင့်စဉ်လေးတစ်ခု ဒါသူနားလေတဲ့အတိုင်းပြန်လျှောက်တာအဲ့ဒါဟာဒိဋ္ဌိဒိဋ္ဌမတံဝိပဿနာအကျင့်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေနိဗ္ဗာန်သွားတယ်ဆိုတာကျင့်ပြီဆိုလို့ရှိရင်အဲ့ဒါကိုအဓိကထားခြင်းညာမြင်တဲ့အာယုံပေါ်မှာ လောဘမဖြစ်ဖို့ကြားတဲ့အာယုံပေါ်မှာထို့တူပဲလောဘဒေါသမောဟမဖြစ်ဖို့နှာခေါင်းကနှမ်းရှူတဲ့အာယုံပေါ်မှာဆိုတော့တရားဆိုတာထိုင်းနေုံနဲ့မဟုတ်ဘူး မျက်စိနဲ့မြင်လိုက်တဲ့အချိန်တိုင်းမှာလောဘမဖြစ်အောင် နားကကြားလိုက်တဲ့အချိန်တိုင်းမှာတတိကပ်ပြီးဒေါသမဖြစ်အောင်လောဘမဖြစ်အောင်နှာခေါင်းကအနံ့ရတဲ့အပေါ်မှာလဲထိန်းချုပ်အောင်နှာလျာကအရသာတွေးလိုက်တဲ့အချိန်မှာလဲထိန်းချုပ်အောင်အဲဒီလိုမထိန်းချုပ်ခဲနဲ့ကမ္ဘာထမ်းထိုင်တဲ့အချိန်လေးလောက်ပဲအတွေးအာယုံလေးနဲ့ထိန်းနေတာလေးဟာအလုံးမဖြစ်သေးဘူးနော်အလုံးမဖြစ်သေးဘူးရစီကမြင်သမျှအာယုံလေး နားကကြားသမျှအာယုန်နေနှာခေါင်းကနမ်းရှုသမျှအာယုန်နေလျှာကပေါ်လာသမျှအရသာအာယုန်နေခန္ဓာကိုယ်နဲ့ထိလို့ထိတွေ့တဲ့အာယုန်နေစိတ်ကူးထဲမှာပေါ်လာတဲ့အာယုန်နေမှန်သမျှလောဘဒေါသမဖြစ်အောင်စောင့်ကြည့်ပြီးတော့မြင်မြင်တဲ့အတိုင်းဒါတိုင်းရရမယ်ကြားရင်ကြားတဲ့အတိုင်းဘာနဲ့ရမလဲတတိနဲ့ရမယ်ပညာဆင်ခြင်နဲ့ရမယ်ဒီထဲမှာငါမြင်တယ်ဆိုတာလည်းမပါလာဘူး မြင်တဲ့အရာငါဟာလို့ဆိုတာလဲပါမလာတော့ဘူးအားလုံးမြင်မှုဟာမြင်မှုတသက်မြတ်တာဖြစ်တယ်ဘုန်းကြီးတို့တွေလမ်းသွားတဲ့အခါမှာသစ်ပင်ကြီးတွေမြင်သွားတယ်လမ်းကျောလည်းမြင်သွားတယ်သို့တော့ကိုမြင်တဲ့အရာတွေပေါ်မှာငါဟာလို့ဘယ်တော့မှမတွေ့ဘူးငါလို့လည်းဘယ်တော့မှမတွေ့ဘူးလမ်းဘေးမှာမြင်သွားတဲ့အရာတွေဟာမြင်ုံတသက်နဲ့ပဲဖြတ်ကျော်သွားကြတယ်ပေါ့အဲ့ဒီပေါ်မှာတွေ့တာမှုတွေလည်းမရှိဘူးအေးတွေ့တာမှုရှိတာကြတော့ ဒီမြင်တဲ့အာယုန်တွေပေါ်မှာလိုချင်တဲ့စိတ်မဖြစ်အောင် ထိနေစာခီးသွားရင်လမ်းမှာမြင်သွားတဲ့အာယုန်တွေပေါ်မှာဘာမှလောဘဒေါသမောဟတွေမဖြစ်စေဘဲနဲ့မြင်ယုံတက်တက်ဖယ်ဆိုတဲ့အနေထားမျိုးရောက်အောင်အားလုံးပေါ်မှာအခုလိုတတိနဲ့ပညာနဲ့ထိန်းချုပ်သွားမယ်ဆိုရင်ဒါမြတ်စွာဘုရားရဲ့ဒိဋ္ဌိဒိဋ္ဌမတန်ကျင့်စဉ်ထိန်းချုပ်သွားမယ်ဆိုရင် လောဘတွေဒေါသတွေမောဟတွေမဖြစ်ဘူးမတွဲတော့ဘူးမတွဲရင်အဲ့ဒီအာယုန်တွေပေါ်မှာကုအကုသိုလ်တရားတွေမဖြစ်တော့ဘူးမဖြစ်တော့ဘူးဆိုရင်အဲ့ဒါအကုသိုလ်တရားတွေချုပ်ငိမ့်သွားခြင်းဖြစ်လို့ဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဟိုရောဒီရောနှစ်ခုရဲ့ကြားထဲမှာလည်းမရှိဘူးဒါဟာဒုက္ခအဆုံးသတ်ခြင်းပဲလို့ဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်ကိုမြတ်စွာဘုရားဟာဘာဟိယယဟန်ကိုလည်းဒီဒိဋ္ဌိဒိဋ္ဌမတ္တံတရားကိုဟောတယ် မာလုကြဗုဒ္ဓယဟန်ကိုလည်းပဲဒီဒိဋ္ဌိဒိဋ္ဌမတ္တန်တရားကိုဟောတယ်။ဒါဟာဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဟာမလွဲမသွေဒီလမ်းကြောင်းအတိုင်းသွားရတာဖြစ်တယ်ပေါ့။ဒီလမ်းကြောင်းအတိုင်းသွားဖို့ဆိုတာတတိတွေထူထောင်ရမှာဖြစ်တယ်။အသိပညာတွေထူထောင်ရမှာဖြစ်တယ်။တဖြည်းဖြည်းတတိတွေတမာရီတွေပညာတွေတိုးတက်လာလေ့ကျင့်ပေးခြင်းဖြစ်သားလဲ။ဒီကျင့်စဉ်တစ်ခုဟာအောင်မြင်ပြီး နောက်ဆုံးမှနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့မိမိတို့ျက်စိနာနာလျာကာယမနဆိုတာတွေကဝင်လာတဲ့အာယုန်တွေပေါ်မှာအခုလိုတတိနဲ့ထိန်းချုပ်မှတရားကျင့်တာဟာမှန်ကန်တယ်လို့ဆိုတာကိုသိပြီးအချိန်မရွေးတရားဓမ္မတတိနဲ့ကျင့်သုံးနေနိုင်ကြပါစေကုန်တည်း